မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူလူလူအားလုံးနဲ့ပြည်ပရောက်မြန်မာနိုင်ငံသားများအားလုံးအတွက်အရေးတကြီးရေရာပေးမှာဖြစ်ပါတယ်ရှင်နော်ဒီဗီဒီယိုဖိုင်လို့အစားဆုံးကြည့်သွားပါရှင်နော် ကြည့်ပြီးလိုက်ရန် share လေးလုပ်ပေးပါရှင်နော်အာစုံကဝေအောက်လန်းပညာလေးနဲ့တိုက်လို့မရအောင်လို့ကာကွယ်တဲ့ရေရာလေးပေးมาဖြစ်ပါတယ်နော်အဆောင်ပေါ့နော်အဆောင်ပုံစံလေးပေးมาဖြစ်ပါတယ်နော်စီးပွားလက်လာပါအဆင်ပြေအောင်လို့လုပ်တဲ့ရေရာလေးလည်းပေးมาဖြစ်ပါတယ်ဒီဗီဒီယိုပိုင်းလို့အစဆုံးကြည့်ပြီးတော့လိုက်ရန် share လေးလုပ်ပေးပါရှင်နော်ဆီယာမတော့ဆီယာမမြတ်ကြခင်ပဲဖြစ်ပါတယ်ရှင်နော်အဲဒီနေ့ဒီဗီဒီယိုပိုင်းလေးတင်ပေးလိုက်တဲ့အချိန်ကပေါ့နော်ငါကပြောမှဆိုရင်9ရက်10လ2025နေ့မှာတင်ပေးလိုက်တာဖြစ်ပါတယ်။ဆီယာမမြတ်ကြခင်ရဲ့အကောက်စင်မှာတင်ပေးလိုက်တာဖြစ်ပါတယ်ရှင်နော်။ ော်ဆရာမတင်လိုက်တဲ့အချိန်ကပေါ့နော်အခုဒီဗီဒီယိုဖိုင်လုပ်နေတဲ့အချိန်ဆိုလို့ရှိရင်ဒါပြောမှဆိုရင်ထိုင်းစံတော်ချိန်ဆရာမကဒါပြောမှဆိုလို့ရှိရင်၈နာရီ ရှစ်နာရီခွဲအတိမှာဒီဗီဒီယိုဖိုင်လေးဆီယာမမြတ်ကြခင်ရဲ့အကောက်စင်မှာတင်ပေးလိုက်တာဖြစ်ပါတယ်။အဲအဲ့ဒီထိုင်းစံတော်ချင်းရှစ်နာရီခွဲထက်ကြော်ပြီးတော့တခြားဗီဒီယိုဖိုင်တွေမှာရောက်နေတယ်ဆိုလို့ရှိရင်ဒါအကောက်တူဖြစ်ပါတယ်ရှင်နော်။အပြည်သူလူထုကမှတ်ပေးထားပါအကောက်တူတွေကလိန်ပြီးအဲ့လိုဒေါင်းပြီးတော့တခြားတင်နေလို့ပါရှင်နော်။ဆီယာမရှိမှာဇာတာစစ်မယ်ဆိုရင်အခုတင်ပေးထားတဲ့ Facebook အကောက်လေးမှာပဲအဲဆက်သွယ်လာပေးပါ။ Viber ဖုန်းနံပါတ်ကဓာတ်ရိုက်ဆက်သွယ်လာပေးပါ။6682425256အဲ့ဒီ Viber ဖုန်းတစ်လုံးပဲဆီယာမမြတ်ကြခင်ရဲ့ Viber အစ်စ်ပါ။ကျန်တော့ န်နက်ဗိုက်ဘာအရာအင်တာနက်ဗိုက်ဘာတွေနဲ့သုံးနေတယ်ဆိုအကောက်တူဖြစ်ပါတယ်ရှင်နော် Telegram YouTube TikTok Facebook CB ကနေမှဟောနေတယ်ဆိုရင်ဆရာမမြတ်ကြခင်အကောက်မဟုတ်ပါဘူးကောက်တူပါရှင်နော်ပြည်သူကသတိထားပေးပါရှင်နော်အဲ့တော့ဒီရေရရာလေးကပြောမှဆိုဆုံးကဝီအောက်လန်းအပညာတွေတွေလုံးဝတိုက်လို့မရပဲနဲ့ခုနှစ်ရသားသမီးမြည်သူမဆိုရင်လှုပ်လို့ရတဲ့ဟာပေါ့မြန်မာနိုင်ငံမှာလည်းရေးကြည့်ရတာလေးလုံးဝမယ်ပေါ့နော်အပြည်တွင်းပြည်ပရောက်နေတဲ့ပြည်သူလူထုတွေအတွက်လည်းအိမ်ပေါ်လောက်တာဖြစ်ကိုနိုင်ငံသားတွေအန်တရာယ်ကင်းအောင်လို့ပေးတာဖြစ်တယ်ပဲကြည်သွားပြီပေါ့နော်ဘယ်လိုရေးရမလဲပြပေးမယ်နော် ဲ့ဒီဗီဒီယိုဖိုင်ကိုအဲ့ဒီမှာကြည့်ရှင်နော်ဒီလိုပုံလေးနှစ်ပုံဆွဲရမယ်ရှင်နော်ဒီလိုလေးနှစ်ပုံဆွဲရမယ်နော်ဘယ်ပုံမှာဆွဲမလဲဆိုလို့ရှင်မိမိရဲ့မဆွဲခင်မှာဖခင်ကြောင့်တော့ရှင်မှာဇွဲကုံနဲ့ထိုင်မှာစာရွက်အဖြစ်အသက်မှာဆွဲလို့ရပါတယ်နော်မိမိရဲ့လက်ကိုစင်ကြယ်အောင်ဆေးပါဒီလိုပဲဘောပင်အနီနဲ့ဆွဲပါရှင်နော်မဆွဲခင်မှာဖခင်ကြော့ပါရှင်နော်ဆွဲတဲ့အချိန်မှာဒီလိုလေးဆရာမဆွဲသလိုတပုံနဲ့တူအောင်ဆွဲအဲဆွဲလို့ရှင်ဘယ်လိုဆွဲမလဲဆိုရင်ဒါဆိုလို့ရှင်လို့ရှင်ဒါလေးရနဲ့စဆွဲရမယ်ပေါ့နော် ဒါဆိုလို့ရှိရင်ဒီဝါလုံးလေးရစပြီးတော့အဲဒီမှာဒီဝါလုံးလေးရစပြီးဆွဲရမယ်ရှင်နော်အဲဆွဲပြီးလို့ရှိလို့ရှိရင်ဆွဲတဲ့အချိန်မှာဂုံတော်၉ပါးပဲယူရမယ်ရှင်နော်ဂါရာတင်ပေးလို့မရဘူးဂုံတော်၉ပါးပဲယူပါရှင်နော်ဒါအလွယ်ခွန်ရသားသမီးလုံးလို့ရအောင်လို့ဂုံတော်၉ပါးပဲယူပါရှင်နော်အဲအဲ့ဒီလိုလေးလောက်ထားမယ်ဆိုလို့ရှိရင်နော်အဲဒီနှစ်ခုကိုပေါ့နော်ပြောမယ်ဆိုလို့ရှိရင်မိမိကအဲစာရွက်ပေါ်မှာဆွဲပြီးတော့ကြတော့အဲမိမိရဲ့ဒီတိုက်ပကံများပေါ့နော် အဲတိုက်ပိကံများတချို့ဆိုရင်တိုက်ပိကံများအကြီးရှိရဗျာတိုက်ပိကံများကြီးထဲမှာဆွဲလိုက်လို့ရှိရင်ပိုကောင်းတယ်ဆာရွက်ဆိုလို့ရှိရင်ဒါမီးလောင်တာတော့ဘာလို့ဖြစ်တယ်တယ်နော်အာဆီယမတို့ကကြီးပြားသုံးတယ်နော်ပြည်သူလူထုကတော့ဆာရွက်ကတိုက်ပိကံများအတန့်လာလုပ်လိုက်ပါနော်တိုက်ပိကံများဆွဲလို့ရမယ်တိုက်ပိကံအလုတ်သေးသေးကြီးကြီးရတယ်နော်အဲ့ဒီလိုဆွဲပြီးတော့ဒါလေးကိုမနေ့ပိုင်းမနေ့ပိုင်းမှာနေ့တိုင်းပေါ့နော်ဖျားဝေပြုတ်ဦးတိုင်းဖျောင်းနိုင်သေးလေးတစ်တိုင်းတစ်တိုင်းအဲဖျောင်းနိုင်လေးပူစောပေးရမယ်ဒါလေးကကြတော့ညပက်ထုံးရမယ် နော်ဒီနှစ်ခုကိုမနဲ့ညဒါမနဲ့နော်ဒါညနော်အဲ့လိုဇုံထုံးရမှာဖြစ်တယ်ရှင်နော်အဲ့ဒီလိုထုံးမယ်ဆိုလို့ရှိရင်စီးဝါးရဲ့လက်လာပါအစင်ပြေလာမယ်မိမိကိုဆုံးကဝေအောက်လန်းပညာတွေနဲ့တိုက်ခိုက်တာတို့နန်းနှိမ်တိုက်ခိုက်တွေဆိုကုံလုံးပြေပြက်ပြီးတော့အိမ်မှာဘေးကင်းရန်ကွာလိမ့်မယ်ရှင်နော်ဒါပြည်တွင်းမှာရှိတဲ့ပြည်သူလဲလုပ်လို့ရတယ်ပြည်ပမှာရှိတဲ့ပြည်သူလဲလုပ်လို့ရတယ်ဒီချိန်မှာဘေးရန်တွေရဲ့မျိုးမျိုးနဲ့နော်အမောက်ပြောကားရှိနေတာဖြစ်တယ်ဒါလို့ပြည်သူလူထုကဝိုင်းလုံကြပါလို့ဆရာမတိုက်တွန်းခြင်းပါလဲရှင်နော်အဲနောက်တစ်ခုကပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မိမိကအိမ်ပေါ်လောက်တာပဲ ဖြစ်ဖြစ်သူများရင်မှာလောက်သွားသူများနိုင်ငံမှာလောက်တာဖြစ်တော့တယ်အဲ့ဒီနိုင်ငံကလူတွေကသူတို့ရှိမှာလောက်သွားမယ်မြန်မာဆိုလို့ကိုယ်ကိုစေးခတ်တာတို့အပင်းကျွေးတာတို့ပေါ့နော်အစာတွေပါအဲ့လိုကျွေးတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်စိတ်ညစ်စိတ်ရှုံနေတယ်ဆိုရင်ဒါမျိုးလေးတစ်ခုလောက်ပြီးတော့ပေါ့နော်ဒါမျိုးလို့ဒီလိုဂျင်းပေါ်မှာလောက်ရမှာရှင်နော်ဒီမှာဒါဂျင်း ဂျင်းပေါ်မှာဆော့ပင်မာကာဆော့ပင်နဲ့ရေးဒီပုံစံတူလေးရေးရေးပြီးလို့ရှိရင်မိမိစားတဲ့စံထဲမှာပေါ့နော်အဲမြုပ်ထားရမယ်ရှင်နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ်အစာပင်းတာတို့ဆေးပင်းထည့်တာတို့အဲအောက်လန်းနဲ့လောက်တာတို့ဒါမျိုးတွေပြေပြောက်ပါတယ်ရှင်လုံးလို့မရပါဘူးရှင်နော်အဲနောက်တစ်ခုကပြောမှဆိုလို့ရှိရင်ကိုယ်အိမ်ရှင်ကကောင်းနေတယ်ဆိုလို့ရှိရင်လေအဲ့ဒီစားတဲ့စံထဲမှာအဲ့လိုလေးမြုပ်ပေးထားမှဆိုအဲ့ဒီမိသားစုကဘေးကင်းရန်ကွာတယ်ပေါ့နော်အဲအတိုက်ခံအပင်းတွေပါရေသူများ ဟိုပြူစားတာပဲမရတော့ဘူးရှင်เนาะဒါလေးကိုတင်ပေးတာဖြစ်ပါတယ်ဝိုင်းရှယ်ပေးပါရှင်เนาะပြည်သူလူထုတွေလိုအပ်တဲ့ဟာလေးပါဒါကတော့ဆီယမမြတ်ကြခင်ရဲ့မူပိုင်ဖြစ်ပါတယ်ရှင်เนาะအဲဆီယမမြတ်ကြခင်ကဒါလေးကိုအဲပြောမှဆို9ရက်10လ2025နေရာတင်ပေးလိုက်တာပါပြည်သူလူထုပြည်သူစစ်စစ်ခုနှစ်ရသားသမီးတွေတင်ပေးလိုက်တာဖြစ်ပါတယ်ရှင်เนาะဒီဆမကိုဆီယမပေါ်မှာဆီယခွန်ဒိတ်ခါစောကားထားတဲ့အဲမိန်းမနှစ်ယောက်ကယူသုံးလဲဆိုလို့ရှိရင်လုံးဝ သူတို့စီဝါဆုတ်ယုတ်ပါစေရှင်နော်နောက်တစ်ခုကဆရာမဓာတ်ပုံဘီလိုဖိုင်နေခုပြပြမရှိဘဲနဲ့ယူသုံးပြီးကောက်တူဖွင့်တဲ့လူလိန်ကောက်တွေတင်နေဆိုဘဲလူလိန်ကောက်ပဲတင်တင် အဲရှိတဲ့စီဝါစုပ်ပြတ်တတ်ပါသေးရှင်နော်ခွင့်မပြုပါဘူးရှင်နော်အဲကြံတဲ့ပြည်သူလူထုကတော့ဘသူယူသုံးသုံးစီဝါတိုးပါသေးလက်လာပါတိုးပါသေးအန်တရကင်းဘေးကင်းပါသေးရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော်ဒါလို့လိုက်ရန်ရှယ်လီရေးပေးပါဆရာမရှိစားတာစစ်မဲ့ဆိုရင်မွေးနေမွေးလာမွေးခွနေနဲ့ညံပူစော်ကပဲလွှဲရတယ်ရှင်နော်ကာယကံရှင်မမပြောစရာမလိုဘူးမိမိရဲ့ဘဝတသက်စားတဲ့ဇာတာနဲ့ပါတလို့နေမြင့်တက်ကြအကုန်ဟောပြီးတယ်အတူချုပ်ဟောပြီးတာပေါ့နော်အဲဇာတာရှင်ရဲ့ရှစ်ဖြစ်မဲ့လေးလာသားစီဝါရေးလူမှုရေးအိမ်တော်ရေးကျမ်းမာရေးအချစ်ရေးဘာမှပြောစရာမလိုဘူးရှစ်ဖြစ် မဲ့လေးလာစာကိုလည်းကြိုဟောပေးပါတယ်ရှင်နော်အဲအဲ့ဒါကိုအကုန်လုံးအပီစီကိုမှဒါတန်မှန်စာတာစစ်ဆိုရင်ထိုင်းဘတ်နဲ့ဆို900ယူပါတယ်ရှင်နော်အဲမြန်မာငွေနဲ့ဆိုသူ့ပေါက်ဈေးတိုင်းပေးရပါတယ်ရှင်နော်အဲဆီယာမရှိစာတာစစ်မဲ့ဆိုရင်6682 4256အဲ့ဒီ Viber ဖုန်းတစ်လုံးမှာပဲဓာတ်ရိုက်ဟောပါတယ်ရှင်နော်အဲဒီ Facebook ကောက်လေးကတော့ဆီယာမအကောက်ပါတော့လာပြီး follow up ပေးထားပါနောက်ကြရေရရာတို့ဒီပေတွေနဲ့ပတ်သက်တာတွေတင်ပေးမယ်အကောက်တူတွေကဆီယာမအကောက်ကိုထုထုနေရဖြစ်တဲ့အတွက်အကောက်တွေရခဏခဏပြတ်ကြနေတယ်ရှင်နော်အဲပြည်သူလူထုကဒါလို့ မှတ်ထားပြီးပါရှင်နော်အဲအိမ်အောင်ရေးတို့အချစ်ရေးသုံးပွင့်ဆိုင်ကိစ္စဆိုရေရေလုံးဝခြေစရာမလို့ရှင်နော်လင်မယားနှစ်ယောက်ရဲ့ဇာတာဆစ်လိုက်တာနဲ့အတိကျတဲ့အဖြစ်ရပါတယ်ရှင်နော်ဆရာမရှိမဘေးရင်မေးတိုင်းရေရေလုံးဝခြေစရာမလို့ပါအစီရင်လုံးဝလုံးစရာမလို့ပါဦးရှင်နော်ဇာတာဆစ်တယ်ဆိုဇာတာဆစ်တယ်ဆိုရင်အပြည့်စုံပြောပြတာဖြစ်ပါတယ်ဓာတ်ပုံလည်းမလို့နေနံလည်းမလို့ဗီဒီယိုကောခေါ်ပြီးရုပ်ကြည့်ပြီးလည်းမဟုတ်ဘူးအဲနောက်တစ်ခုကတိုက်ဆက်နေရအမှန်မောင်နှမဘယ်နှယောက်ရှိလဲပူဟောပုတ်ခုဟောမဟုတ်ရန်ဟောမဟုတ်တိကျဟောပြပါတယ်ရှင်နော်အဆင်ပြေတယ်ကြိုက်တယ်ဆိုရင်လာမေးလို့ရပါတယ်ရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော် ော်အားလုံးကျေးဇူးတင်ပါတယ်အောက်တူတွေသတိထားပေးပါရှင်နော်ကျေးဇူးပါရှင်